မန္တလေးမြို့မစိုးရင်ကျောင်းတကားကြီးဦးသက်ရှင်နဲ့သာသနာတရားကလူပြန်တော်ပဏ္ဏမြောက်ဦးမောင်မောင်ဆိုတဲ့အကြောင်းပြောချင်တယ်ဗျဒါတကယ်ဖြစ်ဖြစ်ပါအခုမန္တလေးမြို့မစိုးရင်ကျောင်းဆိုတာကမန္တလေးမှာနှုတ်ခတ်ခဲ့တဲ့ငလင်ကြီးညောင်ပြိုကျသွားတဲ့ကျောင်းကြီးပါအခုဇွဲထက်မိသားစုကနေဦးစီးပြီးတော့သိန်းပေါင်းကိုသိန်းနဲ့ချီကုန်ကြခံပြီးပြန်လဲပြုပြင်မူလလဟောင်းအတိုင်းတည်ဆောက်မယ်ဆိုပါလေအဲ့ဒီမစိုးရင်ကျောင်းကို ဆောက်လုပ်လူလန်ခဲ့တဲ့တကားကြီးဥသက်ရှင်နဲ့သာရသာသနာတရားကလူပြန်တော်ဗရမယဥမ္မမောအကြောင်းကိုကျွန်တော်အနေနဲ့ဒိလမသိမြပြောချင်ပါလေဥမ္မမောကပြောရမယ်ဆိုရင်မိဘဘုရားစင်စကားချမ်းသာလာသူလုံးဝမဟုတ်ဘူးဗျသူဟာယဟန်ဘွားကလူထွက်ပြီးနောက်ရန်ကုန်မြို့အဲ့ဒီတော့ကပလီကွတ်တပေါ့ဗျာအခုတော်လရင်ပန်းချန်နာမှာဆင်းရဲချုံငဲ့စွာနေထိုင်ပါလေတော်လရင်ပန်းချန်ဆိုတာကရွှေတော်ဘုရားနာမှာပါ အားလုံးသိပါတယ်ကျွန်တော်အဲ့ဒီတော့ငွေလိုက်တာမပြောနဲ့တော့တဲ့ဒဏီမိုးတန်းရမှာရိုက်เสียတန်မဝင်နိုင်လို့ကြမ်းခင်းကိုရဲရဲမနေရဘူးထိုးထိုးထောင်ထောင်နဲ့အောက်ကစင့်ကလည်းစုံနေအောင်မရှိတော့ခဲခုထားတယ်ဒီလောက်မွေးတဲ့ကြားတဲ့ကွဲနေတဲ့မိတ်ဆွေတွေသူသဖြင့်ကိုယ်ဆရာသမားရဲ့တွေ့ရင်မကြွေးပဲမနေနိုင်ဘူးဗျတွေ့ရကနေစွတ်စွဲခေါ်စွပင်တာမေးအိမ်ကသာကြင်မြင်လာမြင်စွန့်ကြွေးကမပြတ် တချို့ကိုယ်ဆရာတော်တွေကအိမ်ကဆုတ်တော့မလိုက်ချင်ကြဘူးပေါ့ဗျာမွေးလို့အလူမခံရက်တာတနာတာလည်းပါမှာပေါ့လေဒါမှကျုပ်ကမရဘူးပြောစွပင်တာပဲဦးမမောင်ကတချင်ကသူဆင်းရဲခဲ့ပုံကိုပြောပြပါလေကျွန်တော်ကသာသနာချီးမြှောက်ခြင်းနဲ့လူဆိုတော့သူတို့မကြွချင်လည်းပင့်ကြွတာပဲကိုတော်တို့နောက်တော့တိုက်သေးကြွအောင်မှာပါလို့ရှောက်ခဲ့သေးတယ် ကျွန်တော်လည်းသာသနာကိုဥတိုက်ပြီးလုပ်နေတာမွဲပင်မဲ့စိတ်ကတော့မလျှော့ဘူးလေနေတိုင်းပရေကြီးစက်တုပ်ရွဂုံတော်ဘွားတက်သွေးမှတ်သွေးရတနာသုံးပါဥထိတ်တာလုပ်နေတာပါဗျာလူရမွေခင်တော့ရှက်เสียရည်เสียပါဘလောက်ထိလှုပ်လဲဆိုတော့ဆရာသမားများစီကရတဲ့စေကနီလေးတွေစမ်းဖို့ကိုတိုင်မောင်းထုမြို့တဲ့လက်ရောင်းတခါကြလေတရားလိုလိုပြမလိုလိုအဝတ်တွေဝတ်အော်ရောင်းလာတာဘာဖြစ်ဖြစ်လဲသာသနာကိုကူးတိုက်လိုလာရှက်စရာမရှိပါဘူးတဲ့ အတွင်းသီးမိတ်ဆွေတို့ကလည်းသူ့အကြောင်းနဲ့ဆက်ပြီးဒီလူကလူထူးပြအဲ့ဒီလိုတဲကုန်လေးနဲ့သာနေတယ်စွန့်ကြွေးမပြတ်တယ်လို့ဧည့်သည်လည်းမပြတ်သူ့ကိုအားကိုးလို့လာတဲ့ဧည့်သည်ဘလောက်များများသူ့အိမ်မှာမစားဘဲနဲ့မသွားရဘူးနောက်ဆုံးပတ်ဆက်မချောင်လဲတဲ့အလဲနဲ့ကြုံရင်ဧည့်သည်မသိအောင်ဗျာအပေါင်းဆိုင်သွားအသိမရှိတော့ခက်လက်လက်ဝစားလေးတွေသွားပေါင်းဧည့်ဝပြူတာနည်းနည်းလေးမှမညှို့ညင်ဘူးနှမျောတွန့်တုံမှုလုံးဝမရှိဘူးကျွန်တော်တို့မြင်မြင်ပဲ ဒါလည်းတကယ်လက်တွေမလွယ်ဘူးဗျာဒါကြောင့်ရှင်းလူကြီးတွေကဧည့်သည်လိုင်းစီမကုံစီနဲ့စံမကုံစီနဲ့ပြောတာကျွေးရပြီးစိတ်မထားတတ်ရင်လည်းစီကုံစံကုံရောတသက်ရှိတာပေါ့လို့ပြောတာမှတ်သားဖို့ပါလေဒီအဝတ်ကိုမညုံမညင်ပြုစုနိုင်တာလေထူးခြားသူဖြစ်ပါတယ်ကြီးပွားလို့သူတို့လိုက်နိုင်ရမယ့်ပလီ၅မျိုးပါအတိတ်ထိပလီပင်ဖြစ်ကြောင်းဖះဟောကြားတော်မူခဲ့ပါလေ ဒီလိုဆင်းဆင်းရဲနဲ့ကိုရံနဲ့မြမဆီလေးတွေဖောဆက်ရောင်းချလူငါးတယောက်ဖော်နဲ့နောက်ချက်ကားဆုပ်လေးနဲ့တိုးတက်လာပါလေမြမပြည်နဲ့လူပြန်တော်ဗရံမြောက်သွေးစည်းဆိုင်ပုတ်တွေနဲ့တူလူပြန်တော်ဗရံမြောက်သွေးစည်းတိုက်ပန်းရှင်ဥမမောင်တော်ညီငယ်မိသားစုကောင်းမှုဆိုတဲ့ဆိုင်ပုတ်တွေကြောင်းကန်ဖျားအနှက်မြင်သူတိုင်းတာရုခေါ်ရတဲ့အခြေအနေရောက်လာပါလေမန္တလေးရန်ကုန်ရှိသူသည်စာသင်တိုက်တွေဓမ္မယိတာတွေမှာသူ့ကောင်းမှုကုသိုလ်တွေတွေ့နိုင်ပါလေ ပကောက်ကူနဲ့မန္တလေးအနောက်ပြင်တောင်ပြင်ရှိစာသင်တန်းကြီးတွေမှာရေခက်ခဲရှိလို့ဆက်ရွေတွေလူတဲ့တောင်မြို့အမရပူရာတူမောင်းလိုက်မှာဆက်ရွေတွေနဲ့ကုဒီလူတဲ့မန္တလေး45တာတွင်2500ဓမ္မယုံကြီးနီးနှစ်ထက်တိုက်သဒ္ဓါအဓိကဓမ္မယုံကြီးဆောက်လုပ်ပြီးတော့လူတဲ့အခမဲ့ဖျားဟုအိဒါတီထောင်းနေအများကြီးရှိပါတယ်ထင်ရှားတဲ့စာသင်တန်းဆရာတော်ကြီးများအား၅ဘာစာကန်နေစဉ်လူတဲ့စုံးလို့လည်းမနေပါဘူး ကျွန်တော်မန္တလေးမစိုးရိမ်တိုင်းမြောက်ခင်တောင်မြို့တူမောင်းတိုင်းမှာနေတော့ကကုရီဟာတိတ်ညက်ပတ်တပြားတတိရီလည်းရှိပါရဲ့တပြည့်လူမြင်တဲ့ကုသိုလ်ပဲလှုပ်ချင်ကြတာကုရီကြတော့ပုံစံနဲ့တဲ့ကုသိုလ်မလိုချင်ဘူးတဲ့ဒီလိုမျိုးသိတဲ့လူတွေကရှောင်သွားတယ်ကျွန်တော်ဒီဘက်ခေရောက်လို့သွားကြည့်တော့ဟိုးတုန်းကကျွန်တော်တက်ခဲ့တဲ့အတိုင်းပဲကုရီမျိုးမထိုင်လိုက်ရင်တင်မောင်းကိုရားလာတာပဲလို့သူရဲ့ပုံစံနဲ့တဲ့ကုသိုလ်ကိုကျွန်တော်ပြောဖို့ပါတယ် ကျွန်တော်နဲ့ယင်းနည်းစွာသိတဲ့တစ်ချိန်မှာတထေးဥမ္မောင်ဘုရားမှာသာသနာတရားကဥမ္မောင်ဖြစ်နေပါပြီ။အဘိဓဇမဟာရထဂုရုမစိုးရင်ဆရာတော်ဘုရားကြီးဟာတတော်65နှစ်အရတာဝါလိန်ရှိခြံထဲမှာနောက်ပါတန်ခါ65ပါးနဲ့တူပင့်နေစဉ်စွန်ကွန်ဝေယဝတ်စာတွေလုပ်နေခြင်းဖြစ်ပါလေ။ဆရာတော်ဘုရားရဲ့ဆန္ဒဥမ္မောင်ရဲ့တရားတရားအရနိကေသာသနာတော်ထွန်ကားရဲ့အသင်ကြီးတော်ဖွဲ့စည်းပြီးနိကေသာသနာကြီးဆော့ဖို့330ကျော်တဲ့ကျောက်စာဓမ္မစီတီတော်တည်ဖို့ စတဲ့အကောင့်ထဲပေါ်လေးရှိပါလေ။အဲ့ဒီတော့သိန်း30ဆိုတော့အခုခေတ်မှာသိန်းပေါင်း3သိန်းလောက်တန်ကြီးရှိပါလေ။သဒ္ဒနာတော်ပိုင်းဆရာတော်ဘုရားကြီးကြွရောက်တည်င်းသုံးနေပြီဖြစ်လို့ယဟန်ရှင်လူဧည့်သည်တွေသဒ္ဒနာရေးစည်းဝေးဘွဲတွေမပြတ်မလတ်ဖြစ်နေပါလေအစည်းအဝေးဘွဲမှာဒီနေ့ဘာကြွေးရကောင်းမလဲလို့အမြဲကြံနေသူကဥမမောင်ပါခြံထဲမှာဆရာတော်တွေမြဲတည်င်းသုံးဖို့ဝီနီတော်အရာအဆက်ဆက်ရှိဖို့တီးတန့်တကြီးတလုံးအပူတပြင်းဆောက်လုပ်လို့ပါလေ ဒါအပြင်အုတ်မြစ်ချတူးဖောက်ခိုက်အစည်းအဝေးရှိလို့သွားတော့လူ၃ယောက်ကအုတ်မြစ်တွေကိုတူးနေပါတယ်။ဦးမမောင်ကနေဘူးကျကျခြံစည်းယိုဝယုံခြုံအောက်မှာခမောက်ကြီးဆောင်အလို့သမားတွေစီမံရင်းနဲ့ပါဇက်ကတွတ်တွတ်ရွတ်နေတယ်။ကိုထေးလိုင်လာမအောင်ပြလို့ခေါ်လို့ရှေ့လုံးမဲ့သဒ္ဒနာရေးကိစ္စတွေဆွေးနွေးပြောဆိုတယ်။အဲ့ဒီမှာဦးမမောင်ကလူတွေခက်တယ်ဗျာခုစုတင်င်းစားထဲမှာဦးမမောင်က30ကျော်တဲ့ကြောက်စာဓမ္မစေတီကြီးတီးမယ်ဆိုတာဖတ်ကြတော့ ကျွန်တော်ကိုသိန်းရာနဲ့ချီချမ်းသာပြီးထင်ကြတယ်သူတို့နဲ့ကိုချင်းစာကြတာပေါ့ဗျာလူတွေက30ရှိမှအလုံးစုံတစ်ချက်လူတာလေကျွန်တော်ကိုလည်းသူတို့လိုထင်ပြီးတကယ်မီလီယံတာတထေးကြီးအောင်းမိနေလားမသိဘူးပြောကျွန်တော်ကလူတစ်မျိုးဗျာခုကျွန်တော်လောက်တာတန်တနာအတွက်လောက်တာသူတို့လိုစိန်ခံဖို့ဂုံအတွက်ကြီးဖို့မဟုတ်ဘူးတကယ်လဲကျွန်တော်လက်မှာ9000ပြောင်းမရှိပါဘူး ပြောရင်ရောမှာမဟုတ်ဘူးဗျာခက်တယ်ပြောစရာ short ပြောတာကိုထီးလိုက်ရင်ကျွန်တော်လှုပ်ချင်တာသိန်းတရာအနည်းဆုံးစိတ်ထဲရှိတာပြောရင်လူတွေကသူတို့လိုကိုချင်းစာပြီးဒုက္ခပေးကြမှာဆိုလို့ယသိကြီးဥခန်ဒီလိုငွေလုတ်တဲ့ဆက်ရှိသလားလို့စုံစမ်းခံနေရအောင်မယ်ဗျာကျွန်တော်ကိုကိုကိုယုံကြည်တယ်လေဗျာဒါလုပ်ရင်ဖြစ်တယ်ဆိုတာဒါစိတ်ကူးရင်တာမဟုတ်ဘူးအချိန်ချင်းကျွန်တော်လက်တွေ့ပဲဘေးရင် ဟောထားလို့ယုံဆောင်နေတာမျိုးလည်းမဟုတ်ဘူးနေ့စဉ်ပြည့်ရွတ်တဲ့ဗျာဂုံတော်ဘဝတရားထိုင်တဲ့ဗျာ ဒါတွေကိုကျွန်တော်အားကိုးပြီးလုပ်နေတာကျွန်တော်မှာငွေလုတဲ့ဆက်ကရတနာသုံးပါပဲကျွန်တော်ဘောက်ထော်ဆွန်လုံးရိတ်တာတရာအဓိကဓမ္မယုံစောက်ဖို့ဆရာတော်ကိုတွားပြီးတောင်းဝန်ခံလျှောက်ထားလိုက်တယ်အနည်းဆုံး9သိန်းတန်လောက်စောက်ဖို့ဆုံးဖြတ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်လက်ထက်မှာပတ်စံလေး19000ပဲရှိမှထင်တယ်တကယ်ပါဒါနဲ့လက်ထက်ရှိတာလေးနဲ့စသဲဝဲအဝဲတရားစားလို့တော့မကြောက်ဘူးဗျာကျွန်တော်ငွေလုတဲ့ဆက်က9000ရဲ့ဓမ္မယုံကြီးပြီးသွားတာပဲ လူတွေကယတနာ၃ပါးကျေးဇူးမယုံဘူးဗျ။သာသနာပြုခြင်းအပြင်သိမကြည့်နဲ့။ဥမ္မမောဟာခြေတလုံးအိမ်နဲ့ဘွားမှာတိမ်ပေါင်းများစွာအကုန်ကြခံပြီးသာသနာတရားကပြုနိုင်သူပါ။ဘလောက်ချမ်းသာကြွားတယ်မသိပေမဲ့ချမ်းသာသမျှသာသနာအတွက်လို့စွန့်စားရည်သူဖြစ်တာကိုတော့ပြောဝင်ပါလေ။စိတ်ဓာတ်ကြွဲကဲ့သို့အ ਨੇ စုံတစ်ချက်ရှင်ပြားငားစရာသာသနာအတွက်လို့ရတာပါလေ။မိမိနဲ့သာသနာကိုမခွဲခြားပဲကျင့်တော်သူ။အဲ့ဒီလိုမျိုးပါ။ ဦးလေးရာဦးလေးလိုတရားများပြီးကြွယ်ဝသူတွေကိုဓလုံးဆရာဝိဇ္ဇာဆရာတွေမတ်တတယ်တတိပြုပါကိုဟောက်ကိုပြေးရွတ်ဂုံတော်ဘွားတရားသဖြင့်ကြင့်ကြံနေတယ်လို့ကြီးပွားလာတာသူတို့တကူနဲ့မဆလို့ဖြစ်နေပါဦးမယ်သာသနာပြုတဲ့နေရာမှာလည်းចောင်းခံပြားကိုမရှိမဖြစ်တဲ့နေရာမျိုးမှာသာလုပ်ပါဒီသာသနာယုတ်ဝိထုသာသနာဟာအရေးမကြီးပါဘူးအင်အားလည်းမပါဘူးကိုပိုင်အာဇုတ်တကသာအရေးကြီးပါတယ်ပကံခက်ကတော့မိုးဆိုးမတော့ဖျားတည်တယ်မလား ဒါဟာလူတွေကိုသီရတ္ထာတမာရီပညာတဒနာအားနည်းသွားအောင်ပဟိတိတဒနာဝေယဝဆတိပဲလဲ့လဲ့ထုံမောင်းကြတာဖြစ်ပါလေလဲလွဲ့နေကြတာပါဦးလေးခုလို့တဲ့နေကယ်ဆောင်ပုံပုံမျိုးငွေထုတ်တဲ့တဒနာပြုတာစာသင်တိုင်းတီတာအားပေးတာခုဦးလေးမောင်ယဟန်ခံတဲ့ပုံကိုယ်တွေဟာဆိုရင်တိဗတကဒရဆာမီဘွယ်မှာဝိနည်းဒရဖြစ်သွားပြီအဲ့ဒါတဒနာပြုတာမျိုးပေါ့ဦးလေးဟာနောက်ပြီးဖရာရုပ်ဘွားဆိုရင်လည်းဇမှုပတိချုပ်ခံလို့အချွန်တက်တဲ့ရုပ်ဘွားတော်မျိုးဟာ ိုးပကင်ခေတ္တကခေစားတာဒါလည်းမယူတော့ဘူးရှင်းရှင်းပြောရရင်များဝိဇ္ဇာတွေမနိုင်ကြတာပဲသာသဖြင့်ကျွန်တော်သူနည်းရှင်းပြပါပါတယ်ဒီအချက်တွေကိုလည်းသာသနာပြုကျင့်သူတို့သတိထားသင့်ပါလေဥမောဟာဒီယုံကြည်ချက်နဲ့အသိဉာဏ်ဝင်လာတာပင်ကိုအခန့်ရှိသလိုဆရာသမားကောင်းကောင်းအမိရာခြင်းကြောင့်ဖြစ်ပါလေဆရာသမားကောင်းအမိဆိုတာတခြားမဟုတ်ပါဘူးအဘိဓဇမဟာရထဂုရုပွဲရာကျေးဇူးတော်ရှင်မစိုးရင်ဆရာတော်ဖရာကြီးဖြစ်ပါလေ ဥမမောင်ကကိုသိဉဏ်ရတာခမကျွန်တော်ဆရာဒီဆရာတော်ဖះကြီးရဲ့ကျေးဇူးပြပထမကတော့ဒီလောက်မယုံဘူးယတနာသုံးပါးဥထိတ်ထားတသနာပြုလုပ်ငန်းကို တော်တော်လေးလက်လုံးမီရောကောင်းကောင်းကြီးယုံစရာတွေတွေ့လာတယ်ဥမမောင်ဟာမဆိုးရဆရာတော်ဖះရဲ့ဆုံးမစကားအရာအခုလိုအသိဉဏ်တရားတရားတိုးပွားလာရပုံဆက်ပြောပါလိမ့်ဆရာတော်ဘုရားကြီးကဥမ္မောင်ကိုသာသနာပြုစိတ်ထားနဲ့ဆက်ပြီးအားကြွယ်ဆန္ဒမူနာအဖြစ်မန္တလေးမြို့နာမည်ကျော်မစိုးရင်ကျောင်းတကားကြီးဦးသက်ရှိ တာဦးကျော်တို့အကြောင်းကိုမကြာခဏဆုံးမပြောဆိုပါလိမ့်ဦးမမောကိုယ်တိုင်ဒီအကြောင်းမှာစာပေတင်ကြားခဲ့ပုသူဖြစ်လို့ဒီအကြောင်းတကတကမတို့တရားတရားကိုအထိုက်လျှောက်တွေ့ထိသိမြင်ခဲ့ရပုသူဖြစ်ပါလိမ့်ဆရာတော်ဟောလက်ဂျီတရားဟာသူ့စိတ်နဲ့တသားဒီအံကဖြစ်ပါလိမ့်မစိုးရင်ကျောင်းလိုက်ကြီးဟာမန္တလေးမြို့အနောက်ပြင်မှာရှိပါတယ်။တန်ခါ900ခန်းတင်300တန်ခါတက္ကသိုလ်ကြီးပါ။ကျောင်းထိုင်စာချနိုင်ရကဆရာတော်အပါ20ခန်းကအုပ်ချုပ်တင်ပြပြီ အဲ့ဒီမှာအကြီးဆုံးမဟာနိုင်ယကမထေရကြီးတပါကပဲကင်ထားပါတယ်။စီကန်းကြီးပါတယ်။စာသင်ပုံစနစ်ခင်မိပါတယ်။အင်္ဂလန်ပါဠိသင်ကြီးနဲ့ဆက်သွယ်ပြီးနိုင်ငံခြားသာသနာပြုလုပ်ငန်းတွေပါဠိပြည်ရင်လုပ်ငန်းတွေကိုစတင်လုံဆောင်ခဲ့တဲ့ကျောင်းတိုက်မဟာဖြစ်ပါလိမ့်။ကျောင်းတိုက်တည်ထားပုံပုံချမ်းဟာလေးဧကရှိဥယျမြေကွက်ကို အမြင့်ခွနပေခံတနာညိခဲ့ပါတယ်။အရှိတောင်မြောက်ဝင်ပေါက်အုံကူထားတယ်။ရေမီကွက်မှာ 146ပေ142ပေရှိနှစ်ထပ်အလဲတိုက်ဂျောင်းကြီးတစ်စုံကိုတောင်မြောက်မျက်နှာနှစ်ဖက်မှာလေကားကြီးနှစ်စင်းစီနဲ့စောက်ထားပါလေအတွင်းမျက်နှာချက်တွေတိုင်းနေခန်းစီလိုက်ကြတဲ့အလုံးမှန်စီရွှေပိန်းချထားပါလေအလဲတိုက်ကြီးကုန်ကြစီမှာအဲ့ဒီခေတ်တန်ဖိုးကတသိန်းကျော်ပါလေစံတတင်းမှာ3လေးချက်ခစ်ပါတွက်ကြည့်လို့ရပါလေလေတာကြီးကို1169ခုနှစ်စတင်တည်ပြီး 1981မှာရေစက်ချလှူဒန်းခဲ့တာဖြစ်ပါတယ်။အဲဒီတော့မိထုံအင်္ဂလိပ်ခေတ်မိထုံရွှေတင်ကားပြားတံပိုးမှာ တကြသားတစ်ပြားကို12ကျက်လောက်ခေဖြစ်ပါတယ်။တသိန်းကျော်တံပိုးဆိုတော့တွက်ကြည့်ပေါ့။ဒီတိုက်ကြီးကောင်းရင်မှာတရက်ကွက်လုံးကြားနိုင်တဲ့နာယီစဉ်မြင့်ကြီးရှိပါတယ်။အလဲတိုက်ကြီးကိုဝင်ရံပြီးအစီစဉ်တကြားဆောက်လုပ်ထားတဲ့ပပတ်လဲနှစ်ထပ်တိုက်ကြီး၉လုံးတစ်ထပ်တိုက်၆လုံး ထိုးတိုက်ရန်ကြီး15လုံးတွင်မှအားလုံးမှန်စီရွှေပိန်းချတစ်ပင်ပန်းမန်ရေတွင်ကုလီအပြည့်စုံကျောင်းသုံးဆောင်ပရိကတ်ကျန်းစာအားလုံးအပြည့်စုံရှိတာကိုတွေ့ရပါတယ်။ဒါဟာမဆိုရင်ကျောင်းတိုက်ကြီးရဲ့အဆောက်အုံနေထားပုံကျမ်းမှာရှေးခေတ်တန်ဖိုး30ကာလတန်ကျေအဲ့ဒီခေတ်ကတော့အခုခေတ်နဲ့ဆိုတိမ်ပေါင်းများစွာမတွေ့နိုင်တော့ပါဘူး။ နိုင်ငံခြားဗုဒ္ဓဘာသာဝင်တွေလဲလဲကြည့်ရှုတဲ့အခါဒီအကြောင်းအရာကြီးတစ်ခုလုံးကိုတကားတူးတဲ့ကလှူထားတာလို့ဆိုတော့အားလုံးအံ့အားသင့်ပါလေမြမအနာတပိန်ဖြစ်နေတော့ကြောင်းပါကျောင်းကအကြောင်းမလို့ဟာဒီကျောင်းနဲ့ကြီးရဲ့ကျောင်းတိုင်းစာချနေကဆရာတော်အပါတကြိတ်ကျော်အားပထမမှာစွန်းစည်းအလုံးလုံးလုပ်ပြီးနောက်မှာအိမ်ကိုပြင်စွန်းကကြပါတယ်။နေ့စဉ်စွန်းကျွေးကိစ္စကပတ်စံရှိတိုင်းဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ တန်ခါ900ကျော်ကိုနှစ်စဉ်ကထင်သင်္ကန်းကတ်လှူပါတယ်တန်ခါတွေမိုးရွာလို့စွန့်ခံမကြနိုင်တဲ့အခါနိုင်ရကဆရာတော်ထမတစ်စဉ်တုံးခုတ်ပြီးစွန်းစားလက်မှတ်ကတ်လှူပါတယ်ဒီလက်မှတ်တွေကိုယူမသသိမြို့တဲ့ကြာရဆသောဆိုင်ကိုကြွားရောက်ဖုံးပေးနိုင်ပါတယ်ပြီးရင်လက်ဖက်ရည်ကာဖီတစ်ခွက်တောက်နိုင်ပါတယ်ကျောင်းနဂါဟာဒီစွန်းလက်မှတ်တွေအလိုက်ဆသောဆိုင်ရှင်တွေကိုလူငွေပေးချေလှူဒန်းပါတယ်တစ်နှစ်ကိုအနည်းဆုံးရက်30တရက်အနည်းဆုံးတန်ခါ900စွန်းလှူပါတယ်ဒါဟာမစိုးရင်ကျောင်းတကာကြီးဦးသက်ရှင်မှာ တာဦးကျော်တီစစ်မဖြစ်မီကာလတိုင်အောင်ဆောင်ရွက်ခဲ့တဲ့သာသနာပြုလုပ်ငန်းဖြစ်ပါလေ။မြမနဲ့ထမင်းလို့တင်စားတဲ့မစိုးရင်ကြောင်းတကာကြီးဦးသက်ရှည်ဘဝကတထေးကမူတဲ့တထေးသားလုံးဝမဟုတ်ပါ။အလွန်စင်းရလာတဲ့ဘဝမှာရုန်းကန်လာရသူဖြစ်ပါလေ။သူဟာမန္တလေးခရိုင်မြင်းငယ်မြို့နယ်ဥယျာဉ်တော်ရွာဇာတိသားပါ။ငယ်စရာကတော့အဘိဓမ္မာနာမည်ကျော်မြို့ပြင်ကြီးစရာတော့ပါ။စရာကောင်းမီရလို့စင်းရပေမဲ့ ဘာသာရေးအသိဉာဏ်အခြေခံလုံလောက်သူဖြစ်ပါလေမြင်းငယ်မှာမန္တလေးနေစဉ်လာရောက်ပြီးဖက်ရွက်ဟင်းသီးဟင်းရွက်တွေပခုံးထမ်းရောက်ပါလေတနေ့လုံးရောက်မှ၅ပြား၆ပြားသာလောက်အားရပါလေတားမောင်ကျော်ဖော်ရတဲ့အခါတားဖားနှစ်ယောက်ရောက်ပါပါလေတနေ့ကုန်ရောင်းချပြီးမုံပြားတက်လက်တစ်ခုပဲတဝက်စီခွဲကတားဖားစားကြပါလေမုံပြားကြီးတစ်ချက်ကိုတပြားသာပေးရပါမယ်တယောက်တစ်ချက်စီမစားနိုင်ပါဘူးစားပြီးတော့လမ်းမေးရေဝစင်ကရေအဝါတော့ နဲ့ညစာပြီးကြရပါလေ။နောက်ကုံသိပွဲတို့ကမှတာဖအထံပိုတောက်တုံမယ်ကလောက်ရပါလေ။မောင်သက်ရှိတို့တာဖထူးခြားတဲ့ရည်ချင်းကတော့ဂျေဇုတိရင်တာဝတိရင်ဇွဲလုံးလာဝရိယစီကံရှိခြင်းပါ။ဘွေရုံမှာလှုပ်ရှားကိစ္စမှုသမီးထင်ခွက်ရည်ခက်ကအစလှုပ်ရှင်ရအခိုင်းကိုမဆောက်ကိုတောင်ဝင်သူ့တောင်ဝင်မခွဲလှုပ်ရှားမှန်သမီးကိုယ်အိမ်လိုသဘောထားမြင်မြန်တွတ်တွတ်အောက်ခြေသိမ်းကုန်လုပ်ပါလေ။ဒီရည်ချင်းကောင်းတွေကြောင့် ။ပွဲရုံပိုင်ရှင်ကတော့မော်သက်ရှိတို့တားအဖစုငွေကိုထပ်ဆောင်ပြီးပွဲရုံတစ်ခုတည်ပေးခဲ့ပါတယ်။ငယ်စရာဆုံးမတဲ့ဝတ်တဝကံများလည်းတားအဖမွေငွေကိုလည်းငွေမှန်တည်တည်တုံးဆွဲတဲ့အတွက်မကြမီမှာအတော်တန်စုမိဆောင်မိလာပါလိမ့်။ငါသားတဲ့တို့မှာဘဝတန်တရားကအလူဒါနနဲ့လို့စင်းရဲမွဲ့တရားတဲ့မရှိလို့မလို့မလို့လို့မရှိ တို့အကြောင်းဆောက်လူရအောင်ငွေကိုကြည့်တော့ ဒီဘွားမှာဒိုးလှုပ်လို့ရတာတဒနာအတွက်ပဲလို့ပြောဆိုဆုံးမှာကစီစီစစ်စစ်သုံးဆွဲပြီးကြောင်းဆောက်လှူနိုင်တဲ့အချိန်လေးရောက်လာပါတယ်။ညငယ်ရှိကျေးဇူးရှင်ငယ်ဆရာကိုကြောင်းဆောက်လှူဖို့လျှောက်ထားတော့ဒီကြီးရလေးမှာကွာမင်းကြောင်းလှူလို့တဒနာအတွက်အကျိုးမများဘူးလို့မိန်ပါတယ်။တန်ခါတစ်ထောင်ကျော်ရှိတဲ့မန္တလေးတောင်ပြည်ဖျားကြီးတိုင်မှာဆောက်လှုပ်ဖို့ညွှန်ကြားလိုက်ပါတယ်။အတူယူဖို့ကောင်းလေစွာကိုကြီးရလေးမှာဘာမှမ မဖြစ်နိုင်ဘူးဆိုတာသိတဲ့အခါမှာတကယ်ကိုဖြစ်နိုင်တဲ့စာတင်သားတိုင်ငံတော်တွေအများစုခေါ်လို့ရအောင်တိုက်ကြီးတွေကိုဆရာတော်ကညွှန်ကြားပြတာပေးခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ဖြစ်ကျင်တော့ဖရာကြီးတိုင်မှာတသားကြောင်းတဆောင်တဆောင်ဆော်လို့ရမကြမီမီလောင်သွားပါတယ်။ဒါပေမဲ့အားမလျှော့ပဲဆက်ကြိုးစားပါလေ။ရောင်းဝယ်စုဆောင်ရမူလကြောင်းထအစာပေါင်းများစွာကြီးကျယ်ခံရတဲ့အလေတိုက်ကြောင်းမကြီးတခုအဲ့ဒီတိုင်မှာပဲဆော်လုံးကြပြန်ပါလေ။ ဒီမြောက်နဲ့အားမရနိုင်ပဲကိုပိုင်ဒူဒီတီထောင်တဲ့ကျောင်းတန်းကြီးတခုဆောက်လုပ်ဖို့ဆန္ဒပြင်းပြလာပါတယ်။သဒ္ဒနာအတွက်ထက်သန်တဲ့ဆန္ဒနဲ့ညီရောင်းရွယ်ရေးတည်တာတိုးတက်လာပါတယ်။ဒါနဲ့မြို့တော်ဥပိစီပိုင်နဲ့မစိုးရင်ဥယျာဉ်ချမ်းမြေကိုဝယ်ပြီးတော့ခုမစိုးရင်တိုက်ကြီးကိုတစားတစားချင်းရောင်းရင်းဝယ်ရင်ဆိုင်းရင်တော်ရင်တည်ထောင်ပါလေ။ပထမဆုံးမစိုးရင်ကျောင်းတကာကြီးဦးသက်ရှိကွယ်လွန်ပြီးနောက်တားဖြစ်သူဦးကျော်ဇနီးတော်မမလေးတို့ကကျောင်းတိုက်တော်ဝင်ဆက်လက်ထမ်းဆောင်ပါလေ။ တာဝူကျော်မှလည်းအဖေ့ချီအားလိုက်နေပါလေမစိုးရင်တိုက်ကြီးရဲ့သဒ္ဒနာတန်ခအူရောင်စာတွေကိုပခုံးပြောင်းခံယူတဲ့အတွက်အသိပေါင်းများစွာအမွေရတယ်လို့ဝန်သားနေပါလေဘူးကျော်နဲ့ဆလင်မီဆရာတော်ဖရာမိတ်ရှိဖို့တဲ့အကြောင်းအရာကအရင်ကတာမညာလို့ထင်မိပေမဲ့အခုတော့အလွန်မှတ်သားပွဲအကြောင်းရင်းတစ်ခုပါဦးကျော်နဲ့တမမလေးတို့မစိုးရင်ကြောင်းတိုက်ပဲပြိဆန်းရှိလို့ကားနဲ့ထွက်လာတဲ့အခါထုံးစံတိုင်းကားကိုကြောင်းပေါ်ပေါ်မှာရထားပါလေကားဝင်နိုင်ပေမဲ့ကြောင်းတွင်ကားမစီ ဗုဒ္ဓခေတ်မင်းတည်းများကဲ့သို့ပင်လင်မယားနှစ်ယောက်ចောင်းပေါ်တက်တက်ရမှာလဲမှတ်သားဖို့ရပါအလေတိုက်မှကြီးမှာတောင်ဘက်နဲ့မြောက်ဘက်လေကားနှစ်ဆင်းစီတက်ထားပါလေ။ကျောင်းတကာကျောင်းမှာအကျောင်းပေါ်တရာမှာရှေ့ဘက်လေကားမှာပဲတော့ခံမမတဲ့မစင်းအနောက်ဘက်မှာသာတက်ဆင်းပါလေ။ရှေ့ဘက်လေကားကိုရဟတ်တန်ကဆရာတွေတွက်လို့လူလူစိတ်ထဲကတတ်မှတ်ထားပါလေ။မြတ်စွာဘုရားကလည်းဖျားမိခံဒိဋ္ဌိကြီးတွေနဲ့လကောင်းခေါ်တလာမင်းကြီးနန်းတော်ကြွားလာတဲ့အခါလကောင်းမင်းကြီးကနေရာတွေနှမျိုးနှစ်စားခွဲခြားခင်ကျင်ရာ ဘယ်နေရာမှာထိုင်ပါလို့မရှိအောင်နေရာယူပုံကြည့်ပြီးဒီလူဟာလူမြတ်ဒီလူဟာသူရုပ်လို့စိတ်ထဲမှာသတ်မှတ်ပါလေ။မြတ်စွာဘုရားကြွလာတော်မူတဲ့အခါမိမြတဲ့နေရာမှာထိုင်တော့တွေ့ရပါလေ။ဖရာမိကဒိဋ္ဌိကြီးတွေကတော့ယုံနေတဲ့နေရာမှာထိုင်လေးရှိပါလေ။စာတန်းလည်းမဆွဲပြောကြသူလည်းမရှိစေကောင်းဘူး။ကိုယ့်ကိုယ်ကိုသိတာလူတမန်တာပါ။မစိုးရင်ကျောင်းတကကျောင်းတကမရဲ့အသေးအဖွဲကအစအတူယူပွဲတွေများစွာရှိပါလေ။ ကျောင်းကကျောင်းမတွေတိုက်ဖို့ရောက်တဲ့အခါဖရာတော်အလင်းဦးချပြီးမှဆရာတော်တွေကိုတွားရောက်ဝတ်ပြပါတယ်။ယဟန်တန်ကကိစ္စပဲတော့ခါမဝင်မစွတ်ဖက်ရုပ်စွာအစုံကိုရင်နဲ့ယဟန်ငယ်လေးစော်ကစားတောင်မြင်တော့မှဘာမှမပြောမမြင်ချင်အောင်ဆောင်ရှောင်းကွင်းတော့ပါတယ်။ဆရာတော်ကိုလည်းမတိုင်ကာလကြတော့ပြောတာထက်ပဲကြောက်ရွံ့ကလေးစားလာပါတယ်။ရိုးဖြောင့်တည်ငြိမ်တဲ့မူရဟာအာနာဆိုတဲ့စကားထင်တော့မှခရီးရောက်ပါတယ်။ တနေတော့နည်းနည်းခင်ပါပေါ့ကျောင်းတကဦးကျော်ဟာရေးကြီးတော့ပြဆရာတော်နှစ်ပါးထံရောက်လာပါလေဆရာတော်နှစ်ပါးဆိုတာမစိုးရင်ဆရာတော်ကြီးနဲ့ပထမကျော်ဦးညာနာဆရာတော်တို့ကိုဆိုလာတာပါမစိုးရင်တည်းဒီလိုဖြစ်လာတာဒီဆရာတော်နှစ်ပါးသာသနာပြုမှုကြောင့်ပါတကားတော့တကယ်ဆိုဆရာတော်တွေကလည်းကြော်ပါတယ်နိုင်ငံသားသာသနာပြုအောင်မှာလေဒီဆရာတော်ဖျားကြီးကပဲလက်ရုပ်နှစ်စုမှာအားကိုးခြင်းခံရပါတယ်တကားကလည်းဆရာဝတ်တပည့်တော်ကဟိုလိုနေမှဒီလိုလုံးမှသဘောကျတယ်စသဖြင့် စွန့်လူနိုင်တဲ့ဒါနမံကိုကင်တွယ်ပြီးဘယ်တော့ခါမှမချုပ်ချယ်ဝင်မစွတ်ဖက်ပါဘူးကိုတော်ဝင်နဲ့ကိုကျွတ်လွတ်လွတ်စွန့်လူထောက်ပံ့ပါလိမ့်နောက်ပြီးတော့ဖို့ဆရာတော်ကြီးတွေကလည်းတကားကိုတကားကြီးဘယ်ဟာလို့သိတဲ့ဘာလူကိုစသဖြင့်ဘယ်တော့ခါမှမပြောပါဘူးတရားသဖြင့်တရားပေါက်လာလူတော်ကိုပင်သဒ္ဒနာအတွက်ဂုံတလောက်အကျိုးမသက်ရောက်ရင်လုံးဝလက်မခံပါဘူးပရိယပတိပတ်သဒ္ဒနာတော်အာတုံခွန်ဆိုင်တန်ဖိုးစူးစမ်းရုံများဖြစ်ပါတယ် ဒီလိုဆီယာနဲ့တကာရှားပါတယ်ကျောင်းတကရေးကြီးတုတ်ပြနဲ့အရှင်ဖျားတို့ရန်ကုန်ကြောက်မယ်လို့ဆိုသင်းမောနေရယူခိုင်းလိုက်ပြီလားဖျားလျှောက်ပါလေဆရာတော်နှစ်ပါးကကြွကန်ဒီမှအကြောင်းကြားမယ်လို့ယူဆပြီးကြိုတင်အသိပေးမထားပါဘူးဟုတ်တယ်တကားကြီးရေဘုန်းကြီးတို့တိုက်ဆံမှုဝဲတွေလည်းတနည်းအားပြီးပြီရန်ကုန်မှာလည်းပါဠိပိတန်ကြီးတို့ပုံလေးဆက်မှားထားတယ်နိုင်ငံသားရောက်လာပြီးစာရတာနဲ့ခါတိုင်းနှစ်ကြွနေကြရတဲ့နည်းနဲ့စော်ပြီးတွားဖို့အစီအစဉ်ထားတယ် သင်မောနေရတော့မယူခိုင်းတော့ပါဘူးကပိယောတော့အတိပေးထားတယ်ဆရာတော်တွေကစကားပြေဆုံးအမိန့်ရှိလိုက်ပါလေအင်္ဂလန်ပါဠိစာတော်ဘုတ်တင်းကြီးကတောင်းပန်လို့လက်ဒီဆရာတော်တက်တွန်းကြရပြုစုတဲ့ပါဠိဗိဒံကြီးကိုနိုင်ငံခြားမှာပုံလိပ်ဆက်မှာယူပြီးရိုက်နှက်ခြင်းဖြစ်ပါလေဒီလိုဆိုတပိတော့သင်မောနေရအတွက်သွားခွင့်ပြုပါကပိယောမသွားနဲ့တော့လို့ပိတ်လိုက်ပါဆိုပြီးကျောင်းတကာကဦးချပြီးထားပြန်မယ်ပြုနေပစီတကာကြီးတကာကြီးတို့မှာနေစဉ်တန်ခါတော်တွေတော့ကုန်ကြနာမနေမနော် နောက်ပြီးလှုပ်လှဆအလုပ်တွေလည်းအများကြီးဘုန်းကြီးတို့အတွက်တောင်းဝန်မကိုပါစေနဲ့ဘုန်းကြီးတို့ပြည့်စုံပါလေလို့ဆရာတော်ကြီးတွေကတားမြစ်ပါလေဒီလိုတားမြစ်ပေကျောင်းလက္ခဏာဟူးချပြီးမိသိမောနေရလက်မှတ်တွေဝယ်ဖို့ဆွတ်လျှောက်ပါလေကိုယ်တိုင်သွားဝယ်တယ်ဝယ်ပြီးစိတ်ချလက်ချစီစဉ်နိုင်ဖို့ပြန်လျှောက်ပါလေဆရာတော်တွေရဲ့လှုပ်ကြည့်လို့ရမှာလဲခိုင်းစေတပည့်များစွာရှိပေမဲ့မခိုင်းကိုယ်တိုင်လှုပ်ပါလေ ဒီလိုလောက်ရတာကိုရခဲတဲ့အခွင့်အရေးလို့ယူဆပါတယ်နောက်တရညာသင်မောစင်မို့ကျောင်းတကာကိုယ်တိုင်လာပြင်ပါတယ်အဲ့ဒီတော့ကသင်မောတွေကညာဘက်ထွက်တာဗျသင်မောဘော်ရောတော့ဆရာတော်ကတကာကြီးအိမ်မှာလည်းရောင်းဝယ်ကိစ္စတွေဧည့်သည်တွေနဲ့ပြန်တော့လေဖုန်းကြီးတို့ကတားကြောက်သင်မောစင်ရမယ့်ရကြမှာသိပြီမယ်လို့နောက်ပြီးနဝကမ္မဝိထုပတ်စံဟာလည်းဖုန်းကြီးတို့မှာပြည့်စုံနေပါတယ်ဆရာတော်ကအားနာလို့ထပြီးမိရှိပါတယ်ကျောင်းတကာကဘဲဟုတ်မယ်လေဖေဟာ ီလိုဝေယဝဆလုတ်ဟာရခဲပါပြီရှင်ဘုရားတို့သင်္ဘောစိတ်ကဘလောက်များလို့လဲဒကာကြီးမှရှိတဲ့ပစ္စည်းတွေဟာရှင်ဘုရားတို့ကြက်တယ်လို့သာသနာအတွက်သုံးဖို့ထက်ခါထက်ခါရှောက်ထားပြီးသားပါဒီလိုလူရတာလည်းအမနဲ့ရခဲတဲ့ကုသိုလ်ကြီးပါဒီလိုလူရလို့အလူခံလို့များဒကာကြီးမှတာဝန်လေးသွားလိုက်မယ်လို့နောက်လည်းဘယ်တော့မှမအောင်မိပါနဲ့ဖေဟာအာမနာပါနဲ့အာနာတာဟာတပည့်တော်ကိုချီးမြှောက်ရမှာမဟုတ်ပါဘူး အခုပဲအင်္ဂါကြောင်းမကြီးကပြောတယ်မနေ့ကမှဆီယာတော်တွေအတွက်နည်းနည်းပါးပါသုံးမှုဆွေးမှုကိစ္စလေးပေါ်လာတာရှိသေးငွေကရောက်လာပြီလို့တောင်ပြောတယ်အရှင်ဖျားတို့နဲ့တွေ့ပြီးမနေ့ကပြန်လာတဲ့နောက်တည်းမဲ့ဒကာကြီးမှငွေ6000အတတင်ရပြီးပါပြီဒါထုံးစံပါဒကာကြီးစီကသာသနာအတွက်တကြက်ယူပြီးသုံးဆွဲပေးတာဒကာကြီးကိုပတ်စံတထောင်မကာပေးတာနဲ့တူတူပါဗျာဆရာတော်နှမလည်းဒီကြောင်းကဟာပုံမလေးကြီးရှောက်ထားကမှာ စေတနာတရားတရားနဲ့ကံတရားကြိုးပြီးဆန့်ကျင်ပုံလက်တွေ့သိမြင်ပြီးသာသနာတော်အတွက်ပို့ပြီးအားတက်ပါတယ်။မစိုးရင်ကြောင်းတဲ့ဟာအဘိအတိညာတရားတရားရှိတဲ့ဥကြောအတွက်တော့မကုန်ခန်းနိုင်တဲ့ဘန္နာတိုက်ပါဒီလိုမကြခဏအဆုလိုက်ပုံလိုက်အံဝလောက်ဝင်တဲ့ငွေတွေနဲ့ဆက်လင်းပြီးရုပ်လွန်သမားတို့ကတော့ယုံတဲ့စကားလို့သတ်မှတ်ပြီးနန်းသမားတွေကတော့ဘယ်ပုဂ္ဂိုလ်ကမှတာကိုတန်ရတန်ရဆွဲယူနေကြပါလိမ့်။ကံကံဤအကျိုးယရနာ၃ပါးရဲ့အကျိုး မိမိနဲ့ဆက်ဆက်ရသူတွေကိုလည်းကောင်းကျိုးချမ်းသာဖြစ်စေပါနဲ့ဒီလိုနဲ့အကြောင်းတကားကြီးဦးသက်ရှင်ကိုအားကြပြီးတထေတူကလည်းမစွန့်ရင်ကြောင်းတိုင်းဒီမကြောင်းကြဆိုတဲ့တိုက်အမိတက်ပြီးကြောင်းတိုင်းကြီးတိုင်းဆောက်ဖို့ပါတယ်ပတ်ဆက်များရှိပါလေအလဲတက်ကြီးတလုံးမြသာပြီးဆုံးပြီးကြောင်းရည်နဲ့ချားသွုံးဆောင်တွေပုံမလာတော့ပါဘူးအခုဝေးရံပုံသာတိုက်လို့ခေါ်ပါတယ်ဆောက်လူလူတဲ့စေရနာကုန်ကြခံနိုင်တဲ့ငွေကြီးပြည့်စုံတိုင်းသောတနာပြုလုပ်ငန်းတစ်ခုဟာပြီးဆုံးမှုကိုမရောက်နိုင်ပါဘူး ခုလိုတိုက်ပြန်ကားပြန်ခင်မှာအပေစုပွဲရရှိမှာလေအကြောင်းကတော့ယုံကြည်မှုအင်အားစိတ်ထားနဲ့စေတနာဖြစ်ပါလေပေါ်ပြလို့မရတဲ့အာဇတိကသဒနာခေါ်ကိုပိုင်အင်အားရှရဏ၃ပါးကျေစုဟာနောက်ပိုင်းလှုပ်ဝက်စွာပြဲ့ကန်ထိချုပ်ထားလို့ဖြစ်ပါလေဒီငုတ်ွယ်နေတဲ့တော့ကြောက်တည်ရင်လုပ်ငန်းကြီးလေအားနဲ့ကြဝင်ကခါပြစ်ပြီးမတတ်နိုင်ဖြစ်တတ်ပါလေ ဒါကြောင့်ကျေးဇူးရှင်ဆရာတော်ကြီးကဥမ္မမော်အားမမော်ကြီးမင်းလည်းမစိုးရီမှနေခဲ့ဘူးလို့ထိုက်ရောက်သိတာပဲဒီအကြောင်းတကဟာသိန်း30 30လှူနိုင်တာသိန်း100 200ရှိလို့မဟုတ်ဘူးသူ့မှာတသိန်း2သိန်းထက်ပိုမရှိဘူးတချီတည်းနဲ့ငွေသွန်ပြီးတနစ်ထဲနဲ့လည်းပြီးလုံနိုင်တာမဟုတ်ဘူးအဲ့ဒီငွေရင်းတသိန်းလောက်ကိုရောင်းရင်းဝယ်ရင်ဆိုင်းရဲတောင်းရင်ဂျာကနေ9နှစ်10နှစ်နှစ်ရှည်စီမံကိန်းရထားလောက်သွားတယ်တခုတော့ရှိတယ်ငါအခုရောင်းဝယ်လောက်ကနေတာသောတနာအတွက်ငါအသက်ရှင်တာသောတနာအတွက်ဒီလိုစိတ်ထားပြီးလုပ်တယ် ဖះရှင်သဒ္ဒနာအလုံးတကူကြည့်တယ်။သဒ္ဒနာကိုဦးတိုက်လုပ်တဲ့လောက်ဟာဘယ်တော့မှမကြီးပွားပဲမနေဘူး။ဒီလိုလုံရင်းနဲ့ပဲတိတော့တိုးလုပ်တာပေါ့။ရောင်းတဲ့ဝေဒနာမှာလည်းကိုကျင်းစာတရား၅ပါးသီလဂုံတော်ပွားလို့ပြည့်ရွတ်လို့ဒီတော့လက်ဖက်ချင်းတူတောင်ចောင်းတကလက်ဖက်မှာဆိုပြီးရောင်းလို့လက်မလဲဘူးကွာ။သူပစ္စည်းတွေဟာလည်းရန်သူမျိုး၅ပါးကြောင့်ဘယ်တော့မှမပြည့်စည်ခဲ့ဘူးလို့စိတ်အားတက်ဖွယ်အတူယူဖွယ်မိန်ကြပါတယ်။ ခြေရနာသုံးပါးကျေစုမင်းရတယ်မလားရပါတယ်ဖေ။အေးဒါလက်တွေ့မှန်ကန်တဲ့ဖြစ်ရပဲ။ဒီဖြစ်ရကအလေးစားအပ်တယ်။ဆရာတော်ဘုရားကြီးထံမှာကြားသိရပြီးအချိန်ကစိတ်တက်လဲခိုင်မာတဲ့ဥမ္မော်လိုပုဂ္ဂိုလ်ဟာသာသနာ့ပြုကိစ္စမှာဘယ်မှလည်းပြင်မသားမရရင်ပဲရှိပါတော့မလဲ။မစိုးရင်ကြောင်းတကားချင်းနဲ့ဆက်ပြီးဆရာတော်ဘုရားမိတ်ရှိဖို့ဥမ္မော်နာကြားသလိုတစ်ချိန်ကကျွန်ုပ်အားမိတ်ရှိဘူးတဲ့တတိယမိပါတယ်။ မစိုးရင်ကြောင့်လည်း GTV ကသာမန္တလေးမှာချမ်းသာကြွယ်ဝတဲ့မြို့သမီးကြီးကမစိုးရင်ကြောင့်လည်းကြီးညိုအားကြကတခြားကြောင့်လည်းတစ်ခုမှာတသိန်းကျော်တန်အလဲတိုက်မှာကြီးတလုံးတူဖို့စေတနာပြင်းပြနေပါတယ်ဒီမြို့သမီးကြီးငွေရှိပေမဲ့လုပ်ငန်းမကျွမ်းကျင်မှုကြောင့်ရိုးသားမှုနဲ့အတွေ့အကြုံရှိသူမစိုးရင်ကြောင့်ကကြီးကငွေတသိန်းအနှံပြီးအလဲတိုက်မှာကြီးစီမံပြဖို့ပြောပါတယ်အဲ့မှာကြောင့်ကကြီးကကျွန်တော်စီမှာငွေတသိန်းလက်မှတ်ပါတယ်ဒီနေ့ကစပြီးဒီငွေတသိန်းကိုအရင်နှိမ့်လို့ရောင်းမြဲရောင်းဝယ်ပဲဝယ် ဒီကြားထဲကျွန်တော်လို့တလောက်ပဲတဲဖို့အကုန်နည်းနည်းချင်းလိုက်ပါမယ်။လိုက်ရတဲ့ငါမ900ထောင်လောက်ရှိနေပြီးတာပဲ။မင်းများမလို့ပါဘူးပြောပါလိ။ငွေတသိန်းပြန်ပေးလိုက်ပါလိ။အဲ့ဒီနေ့ကစရောင်းဝယ်လောက်ကန်တဲ့အခါကိုကျင့်သီလာယတနာသုံးပါဥထိတ်တာလောက်ကိုကျောင်းတကကြီးကအတွေ့အကြုံတွေမှားလိုက်ပါလိ။မြို့သမီးကြီးကလည်းကျောင်းတကကဲသို့ကိုပိုင်းဟာသုံးပြီးရောင်းရဝယ်ရင်ဆိုင်းရတောင်းနဲ့တစ်နှစ်ကျော်နှစ်နေအတွင်းတသိန်းကျော်လန်ကျောင်းမကြီးဖြစ်လာပါလိ။ဒီတကြီးက မန္တလေးမြို့အနောက်ပြည်မှာရှိတဲ့စကူတိုက်အလဲတိုက်မကြီးဖြစ်ပါတယ်။စကူလေတိုက်မကြီးရေစကြဝယ်ပြီးဆုံးတဲ့ကအကြောင်းမကြီးလက်ထက်မှာမူလကရှိတဲ့မာတင်ငွေတသိန်းဟာတပြားမှမရောပဲငွေတသိန်းတိုင်းချန်ခဲ့ပါတယ်။ရေနေတထောင်ရှိတော့တွင်မှာရေကိုခတ်ယူသုံးဆပေမဲ့မကြမီတထောင်ပြည့်အောင်ရေထွက်မြင်ဖြစ်ပါတယ်။ကုံမာဆုလို့မခန့်ရင်လည်းတထောင်သာရှိပါတယ်ဒီလိုမျိုးပါပဲ။အခုဆိုခဲ့တဲ့အတိုင်းကျေးဇူးရှင်မစိုးရင်စီရတော့ဖရာရဲ့ညွှန်ကြားဆုံးမချက်အရာ မစွန့်ကြောင်းတကကြီးဥသက်ရှင်နဲ့တာဥကျော်တို့သဒ္ဒနာပြုစိတ်တနဲ့လှုပ်ထုံကိုဥမမော်ဟာအနီးကပ်ရရှိခဲ့ပါလေ။သူဟာလမ်းပေါ်ကလူတယောက်ဘဝမှာသိန်းတရာကုန်သဒ္ဒနာပြုဖို့အားသင့်ခဲ့ပါလေ။လုံနိုင်မယ်လို့ယုံကြည်ခဲ့ပါလေ။လုံသလောက်လည်းလုံပြခဲ့ပါလေ။သိန်း30ကျော်တန်ကြောက်စာဓမ္မစီတီနိကေသာသနာကြီးနိကေသဒ္ဒနာတော်ထွန်ကားရေးတင်နေကိုဆရာတော်ရဲ့ဩဝါဒဓမ္မမိတ်ဆွေတွေကိုညီနဲ့စတင်ကောင်းနေပေါ်တယ်။ကာလတန်ကျေရသူ့ရဲ့ရရပြုလုပ်ပြီးကောင်းမှုတွေဟာ ခံမှန်းကြီးအဲ့ဒီခက်ကတော့မှ30 40စက္ကန့်နေရှိပါလေစမဖြစ်ခင်ရပါဒါပေမဲ့အမြဲတမ်းသူ့လက်ထဲမှာတောင်းကနေတဲ့ပို့ပြီးငွေတောင်းမရှိပါဘူးသူဟာငွေလိုတန်းတော်မှာလေကျောင်းမကြီးတော်ကြီးကပထမဆင်းညစ်ပါလေဥပမာလို့ရှိတဲ့ရပ်ပိုင်းတွင်းမှာအလွန်ထူးခြားလာတယ်မဆိုတာသူ့စေတွေဟာထောင်တောင်းကြည့်ပြီးငွေရပါတယ်ဒီသဘောတွေတစားတစားမြင်တဲ့အခါသောဒနာအတွက်ပေးလို့ရမယ့်ဟောက်ကွက်ကိုငန်းလျက်မိပါတယ် ပရိယတ်တရားထိုင်ရောင်းရင်းဝယ်ရင်ဆိုင်းရင်တောင်းရင်လည်းသဒ္ဒနာပြုဖို့မတင်နိုင်ခဲ့ပါဘူး။ဥမ္မောဟာဒီသဒ္ဒနာပြုလုပ်ငန်းလက်စားတွေလက်လွတ်ရကထောင်သော30ခွန်တတင်းကျွလအသက်69နှစ်ရွယ်မှာပဲကွယ်လွန်ရှာပါတယ်။ကျွန်တော်ဒီမိကိုရတာနည်းနည်းနောက်ကျသွားတယ်ဗျာ။ခန့်ငယ်သာရရင်သဒ္ဒနာပြုရတာဘလောက်ပျော်စရာကောင်းလိုက်မလဲလို့ညီးတွားခဲ့ပါတယ်။ကျေးဇူးတော်ရှင်အမိတ္တဇမဟာရထဂုရုသဒ္ဒနာကျက်တိမစိုးရင်ဆရာတော်ဘုရားကြီးလည်း အဲ့ဒီနှစ်သတင်းကျွတ်လာပြီးတော့စနေရက်နေ့မှာဆရာတကာရပိုင်းမြသာခြားပြီးကွဲလွန်သွားရှာတာဖြစ်ပါတယ်ဒီနေရာမှာဇာပနာပွဲကြောင့်အနေငယ်ပြောဖို့ရှိပါတယ်ဆရာတော်ဘုရားဟာတရားမြီလို့ဥခိုက်ရာသဒ္ဒနာလုံးရဲ့အဓိပတိဖြစ်တဲ့မူတဲ့လျောက်မန္တလေးရန်ကုန်နှစ်ဌာနခွဲပူလို့ရာသုံးသိခန့်ကုန်ပါတယ်အလွန်ကြီးကျယ်ခမ်းနားပါတယ်သဒ္ဒနာတမှုဖုန်ကြီးတမှုတည်၍စိတ်သွားတိုင်းကိုပါတဲ့ရှေးခေတ်ကမန္တလေးသားတို့ရဲ့တရားအင်အားကတော့နှမ်းရှင်စရာမရှိပါဘူး တိရှာခက်ကဒီမင်းဆရာတော်ဘုရားကြီးပြန်တော်မူတော့မစိုးရင်ကြောင်းတိုင်းနေရှိကြောင်းတကာကြီးဦးသိန်းတူဦးတဲ့ကပဲအိမ်မှာရှိသည်မြလက်ဝတ်လက်စာရွှေတွေကိုအရေးကြိုးပြီးဖုန်ကြီးပြန်ခေါပပက်လဲမှာရွှေရုံလုံးထူပြီးပူဇော်တာရွှေချိန်ပိတ်တာ30ကုန်တဲ့တခြားလှူဖွဲ့တန်းရံနေမပါပါဘူးရနာသုံးပါးကျေးဇူးကိုတည်ပုံနဲ့သဒ္ဒနာအတွက်စွန့်စားခဲ့ပုံကိုပြောတာပါ သိသူတို့ဟာသိတဲ့လျှောက်လုံးနိုင်ပြီမသိသူတို့ကတော့မသိတဲ့လျှောက်အဖြစ်ဆိုပြီးစဉ်းရဲမွတ်တွေပါလေဒီဆရာတကာပြုခဲ့တဲ့နိကေသဒ္ဒနာတော်ထွန်ကားရေးစာမေးပွဲနိကေစာသင်တိုင်းကြီးကျောက်စာဓမ္မစီလီအစားရှိတဲ့သဒ္ဒနာပြုလုပ်ငန်းအရရတို့ဟာဆက်လက်လည်ပတ်ရွေးရှာပြီးဆရာတကာတို့ညွှန်ပြပေးခဲ့တဲ့ကိုတွေ့သဒ္ဒနာပြုစိတ်တဲ့ကိုပိုင်အင်အားနီလန်းနဲ့သင်ခန်းစာကတော့ဘယ်တော့မှပြောက်ွယ်မှာမဟုတ်ပါဘူး ရေနဲ့တောင်ရှိတဲ့ရေတွေမှာရေကိုခတ်ယူပြီးသုံးဆပ်ပေးမယ်။မကြာမီတောင်ပြည့်အောင်ရေပြန့်ထွက်စမြဲတဲ့ကဲ့သို့ကုန်ပြီဆိုရင်မခတ်ယူမသုံးဆွဲရင်လည်းရေတောင်သာရှိတယ်ဆိုတဲ့သဘောထား